ဇော်လိုင်းလအတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရေဝန်း၂ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှပိုမိုအားကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇန်လပေရညွှန်ကြားမှုဦးစီးဌာနကဇော်လိုင်းလဘက်အတွက်မိုးလေဝသခံမှန်းချက်အနေနဲ့ထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်အရဇော်လိုင်းလအတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရေဝန်း၂ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှပိုမိုအားကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းအနောက်တောင်မုတ်တုံလေးဟာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရောမှာအာအသင်အသင်ကနေအာကောင်းနိုင်ကြောင်းထုတ်ပြန်ထားပါရယ် ဝေရွာသွုံးမှုအခြေအနေအနေနဲ့ရန်ကုန်တိုင်းမကွေတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာရွာသွုံးမြေအောက်ရောင်းနေနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းကချင်း၊ကယား၊ချင်းမော်၊ရခိုင်နဲ့ရန်ပြည်နယ်တို့မှာရွာသွုံးမြေခန့်မိုးထစ်ကြုံရွာသွုံးနိုင်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်း AR တိုင်းတနင်္သာရီတိုင်းကချင်ကရင်ချင်းမော်ရခိုင်နဲ့ရမ်းပြည်နယ်တောင်ပိုင်းတို့မှာ23ရက်ကနေ29ရက်ခန့် နေပြည်တော်မန္တလေးတိုင်းကယားရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ15ရက်ကနေ22ရက်ခန့်နဲ့မကွေးတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာ10ရက်ကနေ14ရက်ခန့်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။